အားလုံးဘေးကင်းကြရကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့မယိုးနိုင်သောဒုက္ခဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်ဒုက္ခဆိုတာကတော့ဘဝရှိကြတဲ့ကိုကဒုက္ခပဲအဲ့ဒီမှာမှဒီဘဝတစ်ခုရလာပြီးတဲ့နောက်မှာငယ်စဉ်ကလေးဘဝကြတဲ့ကိုကစားကြတာမစားရရင်လှုပ်ချင်တာမလှုပ်ရရင် ငိုကြတယ်ဒါသူတို့အတွက်ဆင်းရဲပဲသူတို့လိုချင်တာမရတာသူတို့အတွက်ဆင်းရဲပဲဒါကြောင့်ငိုတယ်ငိုပြီးတော့သူ့ရဲ့စိတ်ဆင်းရဲမှုကိုပြတယ်အရိကနေပြီးတော့အရွယ်ရောက်လာတဲ့အခါကျတော့တပြေးပြေးနဲ့အသက်ရလာလေအတ္တပိုကြီးလာလေဒီတပိုပြီးတော့အသက်ရလာလေအတ္တပိုကြီးလာလေဆိုတော့ကိုယ့်အတွက်တော်တော်ကြည်လာပြီ။ ကိုယ်အတွက်ကြည်လာတဲ့အခါမှာမိဘလည်းမရှိတော့ဘူးဆရာသမားလည်းမရှိတော့ဘူးအဲ့တော့ကိုယုံကြည်ရကိုလုံးမယ်ကိုသွားခြင်းတဲ့နေရာသွားမယ်မှားသည် မှန်သည်ဘာမှမစင်စားဘူးကိုကျင့်တဲ့ထင်တာကိုလုံးမယ်ကိုပြောတယ်ထင်တာကိုလုံးမယ်အဲ့လိုသွားကြတာပေါ့အဲ့တော့အစာပိုင်းတော့ဟုတ်တယ်လို့လို့ပဲနောက်လောကမှာကဘောင်ဆိုတာရှိတယ်စီကံဆိုတာရှိတယ်ဘောင်ကျော်သွားပြီ စည်းကမ်းကို ဖောက်သွားပြီဆိုလို့ရှင်လောကကလက်မခံနိုင်သောအနေအထားတစ်ခုကိုရောက်သွားပြီဆိုဒဏ်ပြန်ခတ်တာခံရတယ်အဲ့ဒီဒဏ်ကသူများလုပ်လို့မဟုတ်ဘူးကိုဘသာကိုကိုလုပ်ပြီးတော့ပဲဥပမာအားဖြင့်ကိုဘမရံကောင်းတဲ့မိတ်ဆွေတွေအပေါ်မှာသစ္စာတစ်ချက်မဲ့လိုက်တာယုံကြည်မှုတွေဆုံးရှုံးသွားပြီးတော့အဲ့ဒီမိတ်ဆွေတွေကိုဆုံးရှုံးရတယ်မိတ်ဆွေကောင်းတွေကိုဆုံးရှုံးရတယ် လိုပဲစီးလွတ်ပေါင်းလွတ်သွားလိုက်တဲ့အတွက်ကြောင့်မိဘကဆုံးပြတဲ့ဆိုတဲ့အရာမျိုးတွေလည်းဂျုံဘူးကြကြားဘူးကြလိမ့်မယ်အဲ့တော့လက်ခံလို့မရတော့တဲ့အနေအထားဖြစ်သွားတယ်ကိုအတ္တကိုဦးစားပေးလုံးအားကြီးတဲ့အခါကျတော့အဲ့တော့ဒီလိုလူမျိုးတွေကသူတို့ကိုယ်တိုင်လည်းပဲဒုက္ခမျိုးစုံပဲကောင်းကောင်းနေလို့မရဘူးဆင်းရဲတစ်ခုပြီးတစ်ခုဒုက္ခတစ်ခုပြီးတစ်ခု အဆင်မပြေတာတစ်ခုပြီးတစ်ခုကိုဖန်တီးကြကြလို့သူတို့နဲ့ပတ်သက်ရတဲ့သူတွေကလည်းပြဿနာတစ်ခုပြီးတစ်ခုဖြေရှင်းရစိတ်ဆင်းရဲစရာတစ်ခုပြီးတစ်ခုကြုံရအဲ့လိုပေါ့ပင်ကိုဘဝကဆင်းရဲနေတဲ့နေရာမှာလူဆိုတော့လူချင်းချင်းပေါင်းဖက်ဆွေမျိုးတော်ဆက်ထိတွေ့ရဆိုတဲ့အရာတွေရှိလာတဲ့အခါကျတော့အဲ့ဒီလိုမျိုးသူများပေးသောဒုက္ခတွေအများကြီးကြုံကြရတယ်ရင်းတဲ့သူ စိမ့်တဲ့သူ လူမျိုးစုံကပေးသောဒုက္ခများပေါ့အဲ့ဒီလိုဒုက္ခတွေပေးတဲ့အခါမှာဒီနေ့ဒီပြဿနာတစ်မျိုးကြုံလိုက်လို့အလုံးငြိမ်းသွားပြီလို့ထင်မဲ့ကြံသေးတယ်နောက်နေ့နောက်ထပ်ပုံစံတစ်မျိုးနဲ့ဒုက္ခတစ်မျိုးထပ်ရောက်လာတယ်အဲ့တော့ဒီလမှာဒီဒုက္ခဒီဆင်းရဲတွေကိုဖြေရှင်းလိုက်နိုင်လို့အဆင်ပြေသွားပြီလို့ထင်နေတုန်းရှိသေးတယ်နောက်လာမှာ နောက်တစ်မျိုးထပ်ပြီးတော့ပေါ်လာပြန်ရောအဲ့တော့ပြဿနာကတစ်ခုပြီးတစ်ခုမယိုးနိုင်အောင်ထပ်ထပ်ပြီးတော့ပေါ်လာတော့တာမှုနာမှုကိုယ့်ရဲ့ယောဂစသည်ဖြင့်ပေါ့ကိုယ့်ရဲ့စီးပွားရေးလူမှုရေးတစ်နေ့တစ်မျိုးမယိုးအောင်လာတယ်ဟောတစ်ခါဖြည့်ရှင်းပြီးသွားရင်ဒါအေးလောက်ပါပြီလို့ထင်ပေမဲ့မအေးဘူးနောက်ထပ်ပုံစံတစ်မျိုးနဲ့ဝင်လာတယ် အကိုအေးအေးလေးနေလိုက်ပါတော့မယ်လို့ကိုဘသားကိုအေးဆေးစွာနေလဲမအေးဘူးနောက်ထပ်ပုံစံတစ်မျိုးနဲ့ထပ်ပြီးတော့ဝင်လာတယ်အဲ့တော့မယိုးနိုင်အောင်ကိုဒုက္ခကတော်တော်ကြီးမာတာပေါ့အဲ့တော့ဒီဆင်းရဲတွေဘဝရှင်ရတယ်ဒါကိုနားလဲထားတော့အချင်းလောကဆိုတာအဲ့ဒီလိုပြောင်းလဲဖောက်ပြန်နေတာပါလားလို့နားလဲပြီးအနတ္တသဘောတရားကိုအမြဲဆင်ခြင်ရဒီလိုဆင်ခြင်လိုက်တော့မှ တွေ့တာမှုတွေကင်းလာတယ်တမတ်မှုတွေငြိမ်းလာတယ်အဲ့ဒီတွေ့တာမှုတွေတမတ်မှုတွေငြိမ်းတော့စိုးရင်ရတာတွေတတ်တာလာတယ်ဒေါကရံကတော့ဒီအတိုင်းပဲဒါပေမဲ့သူ့နှလုံးသားရင့်ကျက်လာတဲ့အတွက်ကြောင့်အနတ္တသဘောကိုထက်ခါထက်ခါဆင်ခြင်တဲ့အတွက်ကြောင့်မလို့မစိုးရင်တော့ဘူးမငိုတော့ဘူးကြာရင်အဲ့လိုဖြစ်လာတယ်အနတ္တသဘောတရားကိုတော့ထက်ခါထက်ခါဆင်ခြင်ဖို့လိုတယ်ဒီလောကကတော့ဒီဒုက္ခတွေတစ်မျိုးပြီးတစ်မျိုးပေးมาပဲကိုယ်သိရင် တဲ့အထိပေးမှာပဲသိပြီးတော့မှဘဝမပြတ်သေးရင်လွတ်မှာမဟုတ်ဘူးနောက်တစ်ဘဝရရင်ဒီလိုဒုက္ခတွေပဲပြန်လာအောင်ပါအဲ့တော့မစိုးရင်တော့တဲ့နေနေမငိုတော့တဲ့နေနေကိုယ်စင်ရချင်းစိတ်စင်ရချင်းမဖြစ်စေတော့တဲ့နေနေပြင်းစွာပင်ပန်းတွေပူလောင်တယ်ဆိုတဲ့အရာမျိုးတွေမဖြစ်စေတော့တဲ့နေနေနဲ့နေနိုင်ဖို့ကြိုးစားရမှာလောကဓာတ်ကရှောင်လို့မရသလို့ လောကမှာကြုံရမယ့်အတွေ့အကြုံတွေကလည်းရှောင်လို့မရဘူးမယိုးနိုင်အောင်ဆင်းရဲတွေတစ်မျိုးပြီးတစ်မျိုးလာလိမ့်မယ်ဒါကြောင့်အနတ္တတဘောအမြဲတမ်းဆင်ကျင်နိုင်ပြီးတော့အေးချမ်းဖို့ကြင်ကြံပါလို့မှာကျင်တာတရားနာသူပေါင်းသူတော်ကောင်းတို့နဲ့တကွာကဘာသူကဘာသားပေါင်းလောကဓာတ်တွေကိုမတုံမလောက်သဘောဖြင့်ရင်ဆိုင်နိုင်သည့်အထိရင့်ကျက်လာကြ၍အေးငြိမ့်ကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ